ကံကံဤအကျိုးတခါတုန်းကလူမိုက်တယောက်ဟာခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။လမ်းခရီးတစ်လျှောက်လုံးတွေ့သည်မြအရာအားလုံးကို ပြက်တနာရှာပြီးဖြက်စီးခဲ့တယ်တဲ့။ချောင်းကိုဖြက်ပြီးထိုးထားတဲ့တံတားတစ်ခုနားကိုရောက်တဲ့အခါမှာချောင်းကိုကူးပြီးတော့တံတားကိုဖြက်စီးခဲ့တယ်။ဒီလိုနဲ့ခရီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်းတွေ့ရောမုံမောနဲ့ရေတောက်ဖို့လုပ်တယ်။ဖြစ်ချင်တော့ရေအိုးထဲမှာ ရေကမရှိဘူးတဲ့အဲ့ဒါနဲ့ လူမိုက်ကအရန်ဒေါသထွက်ပြီးရေအိုးကိုရိုက်ခွဲလိုက်ပြန်တဲ့အဲ့ဒီလိုနဲ့ခီးဆက်သွားရင်ညောင်မင်းကြီးတပင်အောက်ကိုရောက်သွားပါတယ်။အရေးကကောင်းတော့ခဏနားမယ်ဆိုပြီးအနားယူနေတဲ့အချိန်မှာပဲရွှေအိုးတလုံးကို တွေ့ရှိသွားခဲ့တယ်လေ။လူမိုက်ဟာအရန်ကိုပျော်ရွှင်ပြီးတော့ဝမ်းသာအားရဖြစ်သွားပါတော့တယ်။ထိုနည်းတူစွာပဲလူကောင်းတယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့လန်ခီးအတိုင်းသွားခဲ့ပါတယ်။လန်ခီးတလျှောက်လုံးပျက်စီးသမျှတွေကိုပြုပြင်နေ လူမိုက်ဖြက်စည်းခဲ့တဲ့တံတားနာကိုရောက်တဲ့အခါမှာအင်တရာကပျက်စီးနေပါလားငါဒီအတိုင်းထားခဲ့လိုက်ရင်ခီးသွားပြည်သူတွေဒုက္ခရောက်မယ်ဆိုပြီးတရားကို ပြန်ပြုတ်ပြင်ပေးခဲ့လိုက်ပါတယ်လူကောင်းလဲခီးဆက်ထွက်ခဲ့ရာလူမိုက်ရိုက်ခွဲခဲ့တဲ့ရေအိုးစင်နာကိုရောက်တော့ရေအိုးအစ်စ်တလုံးဝယ်ပြီးရေဖြည့်ပေးခဲ့ပြန်တယ် အဲ့ဒီလိုနဲ့ခရီးထွက်လာလိုက်တာလူမရောက်ရှိခဲ့တဲ့မြောင်ပင်ကြီးအောက်လဲရောက်ရောမောလိုက်တာဆိုပြီးထိုင်ချလိုက်တဲ့အချိန်မှာပဲတစ်ပင်ပေါ်ကနေမြောင်ကိုင်းဟာကျိုးကြပြီးပေါင်ပေါ်ကိုကြကပေါင်ကျိုးသွားခဲ့ပါတယ်။အဲ့ဒီတော့လူကောင်းကငါဒီလောက်ကောင်းမှုကုသိုလ်တွေလုပ်နေရတာနဲ့ဘာဖြစ်လို့များကန်ဆိုးမှုမှောင်ကြရတာလဲလို့လောကကြီးကိုစိတ်ပြက်ပြီးညှိတွားနေတဲ့အချိန်မှာပဲတိကျမင်းကရောက်လာပြီးတော့ရှင်းပြပါဗျာ။ ပထမလာတဲ့လူမိုက်သည်အရင်ဘဝကကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်မင်းကြီးအောက်ကိုရောက်တဲ့အခါမှာရွှေအိုးလေးလုံးရမှာဖြစ်တယ်။ဒါပေမဲ့သူဒီအခုလက်ရှိဘဝမှာမကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေနှဲငယ်နဲ့သာကျေနပ်လိုက်ရခြင်းဖြစ်တယ်။အတင်းဟာအရင်ဘဝကအကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကိုရောက်တဲ့အချိန်မှာညောင်ကိုင်းပြီးပြီးတည်ရမှာဖြစ်တယ်။ဒါပေမဲ့ သင်သည်အခုလက်ရှိဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်အသက်မသေးပဲပေါင်ကျိုးယုံလောက်ပဲကျိုးခဲ့ခြင်းဖြစ်တဲ့အတင်လူသားဆိုပြီးရှင်းပြခဲ့ပါတယ်။ဒါကြောင့်သူတော်ကောင်းတို့လည်းငါကောင်းတာတွေလုပ်နေရသားနဲ့မကောင်းတာတွေပဲဖြစ်နေတယ်လို့ကိုကိုကိုစိတ်ပြတ်အားငယ်မနေပါနဲ့။ရှေးဘဝကမကောင်းခဲ့တဲ့အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေခံစားနေရတယ်လို့လည်းမမြင်ရတဲ့အတိတ်ဘဝကိုအပြစ်ပုံချမနေပါနဲ့။ အခုလက်ရှိပြစ်ဆုံးပံမှာကောင်းတာလို့ရင်နောင်လာမယ့်အနာဂတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာအသေးချာပါပဲเนาะ